โอเคနောက်ဆုံးတော့ကာလနဲ့သခင်ယေရှုခရစ်တဖန်ကြွလာခြင်းကနေပြန်မလို့မကြိုဆိုပါရဲနောက်ဆုံးတော့ကာလဆိုတော့ဘာလဲနောက်ဆုံးတော့ကာလရောက်နေပြီလားဘယ်တော့ရောက်မှာလဲဘယ်အချိန်ကိုပြောတာလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြမကျွန်တော်ပထမဦးဆုံးနေနေရလေ့လာသွားမှာဖြစ်တယ်ကဲနောက်ဆုံးတော့ကာလဆိုတော့ဘာလဲဒီနောက်ဆုံးတော့ကာလဟာဘယ်လိုပေါ်ပြထားတယ်လဲဆိုတဲ့အရာလေးကိုကျွန်တော်တစ်ချက်လောက်စမ်းစာကြည့်အောင်နော် ထိုခရစ်တော်ကဤကဘာမတိမရှိမီခံထားတော်မူခြင်းကိုခံနေသည်ဖြစ်၍ကိုရောအားဖြင့်ဘုရားသခင်ကိုယုံကြည်သောသင်တို့အဖို့ဤနောက်ဆုံးသောကာလ၌ထင်ရှားတော်မူပြီ။ကဲခရစ်တော်ဘယ်ကာလမှာထင်ရှားတယ်လို့ဖော်ပြထားတာလဲဒီကျမ်းစာထဲမှာ။ဤနောက်ဆုံးသောကာလလို့ပြောထားတယ်။အဲ့တော့ကျွန်တော်တို့ရဲ့တမန်ကျမ်းစာမှာဤနောက်ဆုံးသောကာလဆိုတော့မှာပထမယာစုကလေးကရှင်ပေတရုကပြောခဲ့တာဖြစ်တယ်။အဲ့တော့ ခရစ်တော်ထင်ရှားတဲ့ကာလသည်နောက်ဆုံးသော ကာလဖြစ်တယ်အဲ့တော့ခရစ်တော်ပဲချိန်မှာထင်ရှားတာလဲဆိုတော့လူသာတိခံယူတဲ့ခရစ်တော်ပထမအချိန်ကျွန်တော်လူသားတွေကိုကယ်တင်ဖို့ရန်အတွက်ကြွလာတဲ့အချိန်ကာလကို ပြောတာဖြစ်တယ်โอเคနော်ဟုတ်ပြီလားကဲဆက်ပြီးတော့မှဖတ်ရအောင်ရှိလွန်လေပြီးသောအခါပရောဖက်များအားဖြင့်ဘိုးဘီတို့အားအထက်ထက်အနီးနီးပြားဒိတ်ပြီးတော်မူသောဘုရားသခင်သည်ဤနောက်ဆုံးကာလအခါမိမိသားတော်အားဖြင့်ငါတို့အားပြားဒိတ်ပြီးတော်မူပြီး ကဲဒီကျမ်းစာမှာထပ်ပြောပါပြောထားလေဖယားသခင်က လူသားတွေအားလုံးကိုဖွင့်ပြခြင်းကာလနှစ်ခုရှိတယ်ပရမကာလကတော့ဘူဘီတွေရဲ့ကာလဖြစ်တယ်ဘူဘီတွေကို prophet တွေအားဖြင့်ဤမျိုးစုံနဲ့ဗျာဒိတ်ပေးတယ်အဲ့တော့ prophet တွေအားဖြင့်ဗျာဒိတ်ပေးတဲ့ကာလကဘူဘီကာလလို့ဒီနှုတ်ကပတော်ဖော်ပြထားတယ်အဲ့တော့ဒီဘူဘီလို့ပြောရင်ဟီဘဲလူတွေရဲ့ဘူဘီတွေကိုပြောတာဖြစ်တယ်နော်ဟီဘဲလူမျိုးတွေရဲ့ဘူဘီတွေ အာဗြဟံဣဇာယာကုပ်တို့မှဆာဟိုးအာဗြဟံကနေပေါ့နော်အာဗြဟံကနေစင်းသက်လာပြောမှခရစ်တော်ယေရှုခရစ်တော်လူစားတိခံယူတဲ့ကာလအထိကိုဘိုးဘီးတွေကိုတဲ့ပရော့ဖက်တီအဖြစ်အထက်ထအနီးနီးကြားလိုက်ပေးတယ်တဲ့ဒါပေမဲ့ ဒီနောက်ဆုံးသောကာလမှာတော့မိမိသားတော်အဖြစ်ပြန်လိုက်ပေးတယ်လို့ပြောတယ်။ဒါဆိုရင်သားတော်ဆိုဘာသူပြောလဲဆိုတော့သခင်ယေရှုကိုပြောတာဖြစ်တယ်။အဲ့တော့နောက်ဆုံးသောကာလဆိုတာကသခင်ယေရှုခရစ်တော်အဖြစ်ဖခင်သခင်ပြန်လိုက်ပေးတဲ့ကာလဖြစ်ပါတယ်။အဲ့ဒါကြောင့်သခင်ယေရှုခရစ်တော်ကလူစားတိမှာသူ ကျင်လည်တဲ့အချိန်မှာသူဟာဖရာသခင်ကိုပြရတဲ့သူဖြစ်တယ်ဖရာငါ့ကိုမြင်တဲ့သူကဖရာကိုမြင်တဲ့သူဖြစ်တယ်လို့ပြောတယ်ငါဟာတမန်တော်ကိုတက်တေခံမှုဒီလောကကိုလာလာလို့ပြောတယ်အဲ့တော့ယေရှုခရစ်တော်ဒီကောင်းကင်နိုင်ငံနဲ့ဆိုင်တဲ့ဖရာသခင်နဲ့ဆိုင်တဲ့ဝိညာဉ်ကြီးရနဲ့ဆိုင်တဲ့မြတ်ဖရာသခင်တမန်တော်ကိုပြဖို့ရအတွက်နောက်ဆုံးသောကာလမှာထင်ရှားတာဖြစ်တယ်နောက်ဆုံးသောကာလလို့ခေါ်တဲ့ဒီကာလဟာ ဒီယေရှုခရစ်တော်ပေါ်ထွန်းတဲ့ကာလကနေအစပြုတာဖြစ်တယ်ဒီကျမ်းစာကိုထပ်ပြီးဖတ်အောင်ချစ်သားတို့ယခုကာလသည်နောက်ဆုံးသောကာလဖြစ်၏ခရစ်တော်ဤယန္တူတည်ဟူသောအန်တီခရစ်ပေါ်လာကြောင်းကိုသင်တို့ကြားရသည့်အတိုင်းယခုပင်အန်တီခရစ်အများရှိကြ၏ထို့ကြောင့်ယခုကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏ဒါပရမယာစုမှာရေးတဲ့ ဩဝါရစာကားဘာပြောထားလဲအခုကာလဟာဘာလဲလဲနောက်ဆုံးသောကာလအဲ့တော့လွန်ခဲ့တဲ့နှစ်ပေါင်း1900လောက်မှာရေးထားတဲ့ဒီရှင်ယောဟန်အားဖြင့်ရေးထားတဲ့ဒီတမန်ကျမ်းစာနှုတ်ကပတ်မှာ အခုကာလဟာနောက်ဆုံးသောကာလဖြစ်တယ်လို့ပြောတယ်ဒါဆိုရင်နောက်ဆုံးသောကာလဟာသခင်ယေရှုခရစ်တော်ပေါ်ထွန်းတဲ့အချိန်ကနေအစပြုတယ်လက်ရှိကာလဒီလည်းပဲနောက်ဆုံးသောကာလဖြစ်ပါတယ် ဥမာဆိုပါစို့ကိုဗစ်ကာလဆိုရင်ကိုဗစ်ကာလဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာ2019ကနေစတယ်2020မှာလည်းကိုဗစ်ကာလလို့ကျွန်တော်ပြောတယ်ပြီးတော့2021လည်းကိုဗစ်ကာလပဲဒါပေမဲ့အခုတော့ကိုဗစ်ကာလတော့ပြီးသွားတယ်လို့ထင်ရတာပေါ့နော်ပြီးသွားတယ်လို့ထင်တာပဲဥပမာအနေနဲ့ကိုဗစ်ကာလဒီ2019ကနေစတယ်2023လောက်မှာတော့ပြီးသွားတယ်ဒါဆိုရင်နောက်ဆုံးသောကာလဘယ်ကလေးကနေစလာလဲဘယ်ချိန်ကနေစလာလဲဆိုတော့သခင်ယေရှုခရစ်တော် လူစားတိခံယူတဲ့အချိန်ကနေနောက်ဆုံးသောကာလစပြီးတော့မှတောက်လျှောက်ပြီးနောက်ဆုံးသောကာလလဲမှာဖြစ်နေတာဖြစ်တယ်ခရီးရန်တချို့ကစစ်ပွဲဖြစ်တာနဲ့ဟာနောက်ဆုံးသောကာလရောက်တော့မယ်ဟာကပ်ပေးတွေဖြစ်တာနဲ့နောက်ဆုံးသောကာလရောက်တော့မယ်နောက်ဆုံးသောကာလရောက်နေပြီးတော့ကျန်းစာပြည့်စုံပြီးတော့ကျန်းစာကအခုမှကမန်းကရန်ပြည့်စုံတယ်လို့လို့အဲ့တော့ဒီဝါဟာရစကလုံးလေးတွေကအစအရေးကြီးတယ်တမန်ကျန်းစာကျွန်တော်လေ့လာတဲ့အခါမှာ အမနောဒါဆိုရင်နောက်ဆုံးသောကာလသည်သခင်ယေရှုခရစ်တော်လူစားတိခံယူတဲ့အချိန်ကနေစာဗရမဒေါရှောင်းနောက်ဆုံးသောကာလဖြစ်တယ်။ဘယ်ချိန်မှာအဆုံးသတ်မလဲဆိုတာဒါကျွန်တော်တို့မသိရသေးတာဖြစ်တယ်။နားလည်လားမသိနော်။နောက်ဆုံးသောကာလနဲ့အဆုံးဆိုတဲ့ကာလရှိတယ်။ပြီးတော့မှ နောင်ကာလဆိုတဲ့အခေါ်ဝေါ်၃မျိုးကိုဒီကနေ့ညအလေးထားဗရမမှတ်မိစေချင်ပါတယ်လို့နော်။ ကဲနောက်ဆုံးသောကာလနဲ့ပတ်သက်တဲ့အရာတို့ကျွန်တော်တို့နားလည်သွားပြီလို့ယုံကြည်မျှော်လင့်ပါတယ်အခုထပ်ပြမတမချန်းစာမှာတွေ့ရတဲ့ကာလနောက်ထပ်ကာလတစ်ခုကကာလနဲ့ပေါ်ပြထားတဲ့အရာကနောင်ကာလဆိုတဲ့ဝေါ်ဟာရဖြစ်တယ်ဒါကိုလည်းကျွန်တော်တို့ချန်းစာတစ်ချက်လောက်ဖတ်ပေးပါလို့ဆီယာမဂရစီနာရောက်ပြီးအလှည့်ချလေးဖတ်ပေးပါလို့နော်ထိုနောက်မှငါကြည်လင်ကောင်းကင်၌တကားဖွင့်ထားလျက်ရှိ၏ရှေးဥစွာကြာရသောအတန်ဟူမူကားဤအရက်တိုးတက်လော နောင်ကာလာနိုင်ဖျားမိအရာတို့ကိုငါပြမိဟုငါနေပြောလျက်ရှိတော့တဘိုးခရအတန်ကဲ့သို့ညီ၏ဆိုတော့နောက်ဆုံးကာလာငါပြမယ်လို့ပြောတာမဟုတ်ဘူးဒီနောက်ပိုင်းနောင်ကာလာဆိုတာကလက်ရှိယောဟန်ဗျာလိခံရတဲ့အချိန်ကနေနောက်ပိုင်းနဲ့ပတ်သက်တဲ့အရာတွေကိုဒီကနေနောက်ပိုင်းဖြစ်မဲ့အရာတွေကိုငါပြမယ်လို့တခင်ရှော့ပြောတာဖြစ်တယ်။နောက်ထပ်ဒီချမ်းပိုက်ကိုကျွန်တော်ဖတ်ရအောင် ဝိညာဉ်တော်သည်အတိအလင်းပြာရိတ်ထားတော်မူသည်ကနောင်ကာလ၌ဩတပစိတ်ပင်တန်ပူနှင့်ခက်ချင်းကိုခံပြီးသည်နှင့်မူတာစကားကိုပြောတတ်သောသူတို့၏ညှို့ဝှက်ခြင်းအပြင်လူအချို့တို့သည်ယုံကြည်ခြင်းကိုစွန့်ပယ်၍လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌၎င်း၊နတ်ဖျားတို့နှင့်ဆက်ဆိုင်သောဩဝါဒတို့၌၎င်းမိဝဲစည်းကဲ့ကြလိမ့်မည်။ကဲဒီမှာတော့ဗာလဲလေနောင်ကာလ၌နောင်ကာလ၏အတိတ်ပဲဗာလဲဆိုနောင်နောင်အနာကမှာဒီနောက်ပိုင်းလို့ဆိုလိုတာဖြစ်ပါတယ်နော်။ Okay အဲ့တော့ကျွန်တော် ဒီချမ်းဒီဒီဇာကိုကျွန်တော်ကြည့်တဲ့အခါမှာနောက်ဆုံးသောကာလဆိုတာကသခင်ယေရှုခရစ်လူစားတိခံယူတဲ့အချိန်ကနေနောက်တပံပြန်ချွတ်လာမယ်ဒီကတ်ကာလအဆုံးသတ်မဲ့အချိန်ထိတောက်လျှောက်ဒီကာလရှည်ကြီးတစ်ခုကိုနောက်ဆုံးသောကာလလို့ခေါ်တယ်။နောက်ကာလကြတော့ဥပမာအနေနဲ့ပေါ့ဒီမှာခုနကပြောတဲ့နော်ဒီရှင် ပေါလုကပြောတဲ့နောက်ကာလမှာဆိုတော့ဒီနားလောက်ကနေပြောတာနောက်ပိုင်းကြရင်ပိုးဆိုးလာမယ် အဲ့တော့နောက်ပိုင်းနောက်ပိုင်းကပူပြီးပူပြီးစိုးလာမယ်လို့တမန်ကျန်းစာကပြောတယ်။ကဘာကြီးကတော့လေနောက်ပိုင်းနောက်ပိုင်းပူပြီးတိုးတက်ဖို့ပဲမျှော်လင့်ကြတယ်။ပူပြီးတိုးတက်အောင်လည်းကြိုးစားကြတယ်။ဒါပေမဲ့ကျန်းစာတော့ပြောတယ်ကဘာကြီးကပူပြီးပူပြီးစိုးလာမယ်။လူတွေကလည်းပူပြီးပူပြီးစိုးလာမယ်လို့ပေါ်ပြထားတယ် ပူပြီးပူပြီးဆိုးလာတဲ့လောကကြီးမှာကျွန်တော်ယုံကြည်သူတွေအခမ်းကဏ္ဍကအင်မတန်မှအရေးကြီးပါတယ်။ဒါကြောင့်ကျွန်တော်ကကိုကိုကိုဘယ်သူလဲဆိုတာသိဖို့လိုအပ်တယ်။ပူပြီးပူပြီးဆိုးတဲ့လောကကြီးထဲမှာ လောကသားတွေ need to လောကရဲ့ပုံစံတွင်ချင်းမခံရဘဲနဲ့ဖျားသားသမီးပီတာဆိုတာခေတ္တိုင်းနေရာတိုင်းမှာ ကျွန်တော်ကအသက်ရှင်ရပ်တည်နိုင်ဖို့ကိုကိုကိုစက္ကအနှံဖို့အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်။အာမင်။ ဲ့တော့နောင်ကာလကဲကာလတစ်ခုရှိပြီနောက်ထပ်ကာလတစ်ခုကတော့အဆုံးဆိုတဲ့ကာလဖြစ်ပါတယ်ဒီချမ်ပိုက်လေးကိုလည်းထပ်ပြောမှဖတ်ပေးပါအကျဉ်တူသည်အစိုးတိုင်အောင် TGE ထိုသူသည်ကဲတင်ချင်းတို့ရောက်လိမ့်မည်လူမျိုးပေါင်းတို့အားတက်တည်ဖြစ်မည်အကြောင်းနိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရရရှိသည်များတို့၌ဟောရလိမ့်မည်တို့ပြီးမှအဆုံးသည်ဖြစ်လတ္တံဆိုဒီမှာပါတွေ့ရလဲဆိုတော့အစိုးတိုင်အောင် TGE ဆိုရဲဟာနော် အဆုံးဘယ်ချိန်မှာအဆုံးဖြစ်မလဲဆိုတော့လောကီနိုင်ကအရရမှာဣဝန်ကီလစ်တရားဝင်ခရမယ်ပြီးမှအဆုံးဖြစ်မယ်ဆိုတော့မှပေါ်ပြထားတယ်အဲ့တော့အဆုံးဆိုတဲ့စကားလုံးကဇတ်သိန်းခန်းကိုပြောတာဖြစ်တယ်အဲ့တော့အခုအဆုံးမရောက်သေးဘူးဒီအရာလေးကိုကျွန်တော်ကြည့်တဲ့အခါမှာကာလ၃ခုကိုကျွန်တော်နားလည်မယ်လို့ယုံကြည်မျှော်လင့်တယ်ဒီကာလ၃ခုမှာ နောက်ဆုံးသောကာလကဘယ်ချိန်ကနေစလဲ ခင်ရှုလူစာတိခံယူလဲချိန်ကအာတခင်ရှုလူစာတိခံယူလဲချိန်ကနေအဲ့ဒီအဆုံးထိကကာလအဆုံးထိကိုနောက်ဆုံးသောကာလလို့ခေါ်တယ်နောင်ကာလဆိုတာကဒီနောက်ပိုင်းနောက်ပိုင်းကိုပြောတာဖြစ်တယ်အဆုံးဆိုတာတော့သခင်ရှုတပံကြွလာပြီးဒီကကာလကြီးကိုအဆုံးတတ်မှာဖြစ်တယ်ဒီကာလရှည်ကြီးတစ်ခုလုံးကိုနောက်ဆုံးသောကာလ this last day လို့သုံးတာဖြစ်တယ် the last day or this last day ပေါ့ဒီနောက်ဆုံးသောကာလလို့ခေါ်တာဖြစ်တယ် okay အဆင်ပြေလား ဒါဒီနောက်ဆုံးသောကာလနဲ့ပတ်သက်တဲ့အကျိုးလေ့လာတဲ့အခါမှာတိဖို့လိုအပ်တဲ့အရာလေးတွေရှိပါတယ်အဲ့ဒါကိုကျွန်တော်အတူတကွလေ့လာသွားမှာဖြစ်ပါတယ်ခေတ်ကာလလေးပေါ့နော်အလွယ်ကူဆုံးနည်းလမ်းနဲ့ကျွန်တော်လေ့လာသွားမှာဖြစ်တယ်ဒါလေးကိုဖတ်ပေးပါနော် လွန်ကျူးခြင်းအမှုကိုစီးတာ၍အပြစ်ကိုတစိုက်ခက်စေခြင်းက၎င်းဒုစရိုက်အပြစ်ကိုဖြည့်ဆင်း၍ဓာရကုသိုလ်ကိုသွင်းစေခြင်းက၎င်းယာရဲယူပါယုံနှင့်အနာဂတ်ယာရိတော်တို့ကိုတစိုက်ခက်၍အလွန်တန့်ရှင်းသောအယက်ဌာနကိုလိမ့်စေခြင်းက၎င်းတရင်90ကိုတင်းဤအမျိုးသားချင်းအဖို့နှင့်တင်းဤတန့်ရှင်းသောမျိုးအဖို့ဆုံးဖြတ်ခြင်းရှိ၏ ထို့ကြောင့်ယေရုရှလင်မြို့ကိုတပံတီထောင်ပြုစုစေခြင်းကအမိန်တော်ရှိသည့်နေမှာစား၍ခရစ်တော်သခင်၏လက်ထက်တိုင်အောင်ခொနဲ့တည်နှင့်60နှစ်တည်ကြာလိမ့်မည်ဟုတိမဲ့နားလည်တော့အနောက်ရှေ့ခံရသောကာလ၌မြို့လမ်းမကိုတပံတီထောင်ပြုစုရမည်ဟုစီရင်ဆုံးဖြတ်ခြင်းရှိ၏။ကဲဒီမှာမတွေ့ရလဲဆိုဒိုင်လာကိုသခင်ဖျားကဗျာဒိတ်ပေးတဲ့အခါမှာတည်နှင့်90ဆိုတော့မှတ်မှတ်ထားပေးပါနော်တည်နှင့်90 တည်တင်းဆိုတာက week လို့ခေါ်တယ်အပတ်စဉ်ကိုပြောတာအပတ်80ပေါ့နော်တရင်ပတ်အပတ်80ကိုပြောတာဖြစ်တယ်တပတ်မှာ9ရက်ပါတယ်နော်တပတ်တပတ်မှာ9ရက်နဲ့ဖွဲ့စည်းထားတဲ့တည်တင်းပတ်80ကိုဒီမှာပေးထားတာဖြစ်တယ်အဲ့ဒီမှာမာတယ်နော်ယေရုရှလင်မြို့ကိုတပန်တီထောင်ပြုစုစေခြင်းကအမိန်တော်ရှိသည့်နေ့မှစ၍ခရစ်တော်၏သခင်လက်ထက်တိုင်အောင် ခုနှစ်သတင်းနဲ့62သတင်းကြာမယ်လို့ပြောတယ်အဲ့တော့ခုနှစ်သတင်းနဲ့62သတင်းပေါင်းတော့ဘယ်လောက်လဲဆိုတော့60နဲ့9သတင်းနော်69ပတ်ကြာမယ်ပေါ့ဘယ်အချိန်ကနေဆိုတော့ယေရုရှလင်မြို့ကိုတဖန်တီထောင်ပြူစုတဲ့အချိန်ကနေယေရှုခရစ်တော်လက်ထက်ထိအဲ့တော့အဲ့ဒါကိုကျွန်တော်နားလည်ဖို့ဇယားလေးကိုကျွန်တော်ဒီမှာပြမယ်နော်ယေရုရှလင်မြို့ကဘယ်အချိန်မှာတီထောင်ပြုစုဖို့အမိန့်ချခံရတယ်လဲဆိုရရဂျူးလူမျိုးတွေကဣသရေလလူမျိုးတွေက ဒီယောရှုကနေဗြဟ္မခန္ဓာပြည်ကိုဝင်တဲ့အချိန်ကနေစဗြဟ္မတရားသူကြီးတွေအုပ်စိုးခြင်းနဲ့သွားတာဖြစ်တယ်နော်ပြီးတဲ့အခါမှာသူတို့တွေကဘယင်တောင်းတဲ့အခါကျတော့နော်ဘယင်စနစ်ကစရတယ်နော်ရှောလူကနေစရတယ်ဘယင်စနစ်ကနေစပြီးတဲ့အခါမှာဒါဝိရဲ့သားစဉ်မြင့်ဆက်ကနော်ယူဒတိုင်းပြည်ကိုအုပ်စိုးရတယ်အဲ့ဒါမှာ ရောရကင်လက်ထက်ရောက်တဲ့အခါမှာပထမအကြိမ်ဘာဘလုန်ကလာပြီးတိုက်ခိုက်တယ်တင်းယူတယ်ဒုတိယအကြိမ်ကတော့ဘာလဲဆိုတော့ဒီရီခွန်နီလက်ထက်မှာဖြစ်တယ်နောက်ထပ်တတိယအကြိမ်ကတော့ဇီဒကီလက်ထက်မှာဒါပေမဲ့ကျွန်တော်ကဒီပရင်ဂျင်လိုင်းလို့ခေါ်တဲ့ခရစ်တော်ရဲ့ဆွေတော်စင်မျိုးတဲ့ရော်ဆက်လိုင်းကိုပဲကျွန်တော်သွားတာဖြစ်တယ်ဒါဝိရဲ့သားစဉ်မြင်းဆက်ဇီဒကီကဒါဝိရဲ့သားစဉ်မြင်းဆက်မဟုတ်ဘူးเนาะအဲ့တော့ရောရကင်လက်ထက်မှာတစ်ကြိမ် ဂျီခွန်နေလက်ထက်မှာတစ်ကြိမ်အလားရောရကင်လက်ထက်မှာက BC 606မှာဖြစ်တယ်ဂျီခွန်နေလက်ထက်မှာက BC 986မှာဖြစ်တယ်ဣသရီလလူမျိုးတွေထဲမှာမှာယူဒပြည်သူပြည်သားယူဒပြည်နဲ့ဘင်ယူဒခရိုင်နဲ့ဘင်ယမင်ခရိုင်ပေါ့နော်အဲ့ဒီဟာကိုဖယားတကယ်ယေရမိအဖင်ပြောထားတယ်ဘာဘလုန်ပြည်မှာဘာဘလုန်နိုင်ငံမှာဂျုံအဖြစ်အနှစ်90ကအမယ်လို့ပြောတယ်အဲ့တော့အနှစ်90ပြည့်တဲ့အခါမှာနော်ဒီကုလိုမင်းကြီးကနေပြမဘာဘလုန်ရှင်ဘီလာရှာဇာကို တိုက်ခိုက်သိမ်းပိုက်ပြီးတော့မှကုရုမင်းကျက်နေပြီးတော့မှနန်းဆန်တယ်အဲ့ဒါမှနန်းဆန်ပြီးအဲ့ဒါမှပထမအကြိမ်ပြန်လာခွင့်ရပြန်ချင်တဲ့သူတွေပြန်ခွင့်ရတယ်ဒါပေမဲ့ယေရုရှလင်မြို့ကိုတဖန်တီထောင် ပြုစုဖို့ကြတော့ BC 450ခုမှာပဲပထမအကြိမ်နော်ဒီကျင်းရတယ်အာဒီစရစ်လက်ထက်မှာအဲ့ဒါကို အစ္စရာမတ်စာခန်းကြီး9အပိုင်ငယ်7ကနေ26မှာတွေ့ရမယ်အစ္စရာမတ်စာခန်းကြီး9အငယ်9နဲ့8တို့မှာလည်းတွေ့ရမှာဖြစ်တယ်။နော်အာတီစရစ်မင်းကြီးကနေပြီးတော့မှယေရုရှလင်မြို့ကိုတဖန် တီထောင်ပြုစုဖို့အမိန့်ချမှတ်တဲ့အချိန်ကနေစပြောမှာတဲ့ခရစ်တော်လက်ထက်တိုင်အောင်လို့ပြောထားတယ်ယေရုရှလင်မြို့ဘာလို့ဒီယေရုရှလင်မြို့ကိုတဖန်တီထောင်ပြုစုဖို့လူအပ်တာလဲဆိုတော့ဒီပထမအချိန်ဖန်တော်ခြင်းခံရတဲ့အချိန်မှာအနှဲငယ်ပျက်စီးတယ်အရန်ကြီးမပြည့်စည်သေးဘူးဒီမှာပိမာတော်မှာရှိတဲ့ရွှေမီးခုံတို့ဘာလို့မှအစာပိမာတော်မှာကောင်းတဲ့ရွှေနဲ့လှုပ်ထားတဲ့အရာမှန်သမျှကိုဘာဘလုံရှင်ဘရင်ကတင်သွားတယ် ပြီးတဲ့အခါမှာဒုတိယအကြိမ်မှာလည်းပဲထပ်ပြမသိမ့်ပိုက်တယ်တတိယအကြိမ်မှာတော့မြို့တော်တစ်ခုလုံးမှာဖျက်ဆီးတယ်ဗိမာန်တော်လည်းဖျက်ဆီးတယ်ဗိမာန်တော်ကြီးရောပျက်စီးမြို့တော်လည်းပျက်စီးသွားတယ်လူစိတ်ညံရအရာဖြစ်စေတာအနှစ်80ပတ်လုံးဥပုံနှစ်ကိုစောင့်တယ်လို့ပြောထားတယ်ဒီဘာဘလုံဒီသိမ့်သွားတဲ့ကာလနော်အနှစ်80ဣတရီလလူမျိုးဒီယူဒလူမျိုးတွေကဒီဘာဘလုံမြို့မှာအနှစ်80ကြုံခံရတယ်နော်အနှစ်80လောက်သူတို့ကြုံခံရတယ်အဲ့တော့ဘုရားသခင်ပြောထားပြီးသားတပန်း ြန်ပြီးတော့ငါပူဆောင်မယ်လို့ပြောတယ်အဲ့တော့ဖျားကဗျာလေးပေးထားတယ်ဒိုင်လာစီမှာအဲ့ဒီယေရုရှလင်မြို့ကိုတပ်ဖန်တီထောင်ပြုစုတဲ့အချိန်ကနေစပြီးတော့မှအဲ့ခရစ်တော်လက်ထက်တီဘလောက်ကြာမှာလဲဆိုတော့ခုနှစ်တရင်းနဲ့62တရင်းဆိုတော့မှနှစ်ခုနှစ်ခုခွဲဒါပဲပေါင်းเนาะနှစ်ခုခွဲပေါင်းဖော်ပြထားတယ်အဲ့တော့ဘာလို့ပြောလဲဆိုခုနှစ်နှစ်ဆိုတော့ခုနှစ်တရင်းဆိုတာကခုနှစ်တရင်းကတတရင်းမှာခုနှစ်ရက် ခရခနိခနလေးဆိုရင်49 49ဒီတရက်ကိုတနှစ်နှုံးနဲ့ပေါ်ပြထားတာဖြစ်တယ်ဒီပြလိုက်ကတရက်ကိုတနှစ်နှုံးဖြစ်တဲ့ကြောင့်ခုနသတင်းဒီ49နှစ်အဲ့တော့49နှစ်ဒီမြို့တော်နဲ့ဗိမာန်တော်ကိုပြုပြင်မုန်းမာတဲ့ကာလဖြစ်တယ်မြို့တော်နဲ့ဗိမာန်တော် မြို့လန်းတွေကို ပြုစုပြင်ဆင်တဲ့ကာလကနှစ်ပေါင်း90လောက်ကြာတယ်အဲ့ဒါကြောင့်ခုနသတင်းနဲ့60နှစ်သတင်းလို့ပြောထားတယ်ဒါနှစ်ခုပေါင်းကဘယ်လောက်လဲဆိုတော့69သတင်းဖြစ်တယ် နှစ်ပေါင်း483လောက်ဖြစ်တယ်အဲ့လောက်ကြာမယ်လို့ပြောတယ်နော်နှစ်ပေါင်း483လောက်ကြာမယ်အဲ့လာပြီးမှဘယ်ကာလလဲဆိုတော့ဒီအမိန်တော်ရှားမှတ်တဲ့အချိန်ကနေခရစ်တော်လက်ထက်အထိ60နဲ့9တရင်ကြာမယ်လို့ပြောတယ်အဲ့တော့ယေရှုခရစ်တော်အခွင့်ရတဲ့အချိန်အထိက60နဲ့9တရင်လို့ခေါ်တဲ့နှစ်ပေါင်း480နဲ့3လောက်ကြာတယ်ဒီအမိန်တော်ချတဲ့အချိန်ကနေနှစ်ပေါင်း480 83လောက်မှာခရစ်တော်ကအောင်ပွဲခံပြမမြို့တော်တွေကိုဝင်တယ်အဲ့ဒီအထီကိုနှစ်ပေါင်း483လောက်ရှိတယ်ဆိုတော့ကိုကျွန်တော်တမိုင်းအရာပေါ့နော်အနည်းဆက်ဆုံးကျွန်တော်ကတွေ့ချက်နိုင်တဲ့အရာဖြစ်တယ်ဒီကျမ်းကိုထပ်ပြီးတော့ဖတ်ပေးပါထိုတရင်60နဲ့တရင်လုံးပြီးမှခရစ်တော်တည်းအခွင့်မရပဲဒေသချင်းကိုခံရလိမ့်မည်။ဘုံနောက်မှလာသောသခင်ဤလူတို့သည်မြို့တော်ကို၎င်းတန်ရှင်ရဌာနကို၎င်းဖြိုဖျက်ကြလိမ့်မည်။ရေလွှမ်းမှုသောအားဖြင့်ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အစိုးတိုင်းအောင်စစ်တိုက်ခြင်းပြည်စည်းရန်နှိမ့်ဆိုင်သောစီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။တည်တင်းတွင်လူအများတို့နှင့်ပြည်ညင်ဖွဲ့ခြင်းရှိ၍ထိုတည်တင်းတဝဲတွင်ဤပူဇော်ခြင်းနှင့်ဆက်ကပ်ခြင်းကိုပပျောက်စေလိမ့်မည်။ယုံရှားဖွယ်သောအရာဤအထုပေါ်သို့ဖြက်စီးသောသူသည်ရောက်၍စီရင်ဆုံးဖြတ်သောတုတ်တင်ပယ်ရှင်းခြင်းသည် ပြည်စည်းအပ်သောသူတို့ကို မလွမ်းမူမီတိုင်အောင် ထိုတို့ဖြစ်လိမ့်မည်ဟုကြားပြော၏။ဒီမှာအရေးကြီးတိထားရမယ့်အရာက အပိုင်ငယ်26ဖြစ်တယ် เนาะ29ကတော့ကျွန်တော်နောက်ပိုင်းမှာပို့တော့မှအသေးစိတ်ပြန်ရှင်းပြမယ်26မှာထိုးသတင်း62သတင်းလွန်ပြီးမှလို့ပြောထားတယ်เนาะခုနသတင်းနဲ့62သတင်းဆိုနှစ်ပိုင်းပေါ်ပြထားတယ်เนาะဂျေရုရှလင်မြို့တီထောင်ပြူစုတဲ့အမိန့်ကြတဲ့အချိန်ကနေစပြီးခုနှစ်သတင်းနဲ့60သတင်းကြမယ်စုစုပေါင်းတော့69သတင်းပေါ့နော်အဲ့ဒါခရစ်တော်လက်ထက်အထိ60နဲ့9သတင်းခုနှစ်သတင်း60သတင်းအဲ့ဒီ60သတင်းလုံပြီးမှလာခရစ်တော်ဒီ အခွင့်မရပဲအသေးသက်ချင်းခံရမယ်။ဒါဆိုရင်ခုနရင်းနဲ့63ရင်းဆိုတာက ခရစ်တော်အသေးမခံမီအထီကိုပြောတာဖြစ်တယ်။ဟုတ်နော်။အဲ့တော့63ရင်းလိုမိမှာခရစ်တော်အသေးခံမယ်တဲ့။ခရစ်တော်အသေးခံပြီးတာနဲ့ဘာဖြစ်မလဲဆိုထို့နောက်မှာလာတော့သခင်ဤလူလူတည်တဲ့မြို့တော်နဲ့လကောင်ဗိမာန်တော်လကောင်ဖြစ်စီချင်းခံရမယ်လို့ပြောတယ်ကဲပြီးတော့မှဘာထပ်ပြောလဲဆိုတော့လာတော့သခင်ဤလူလူတည်မြို့တော်ကိုလကောင်တန်ရှင်းရဌာနကိုလကောင်ဖြူဖြတ်ကြလိမ့်မည် ရည်လွှမ်းမှုကြီးအပြင်ဆုံးရှုံးခြင်းဖြစ်လိမ့်မည်အဆုံးတိုင်အောင်စစ်တိုက်ခြင်းပျက်စီးရာနှင့်ဆိုင်သောစီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်ဒီဟာအင်မတားမှရည်ကြီးတယ်ဒီမြို့တော်ဖြတ်စီးခြင်းခံရမယ်တိုင်ရှင်းသောဌာနလည်းဖြူဖြတ်ခြင်းခံရမယ်ဘယ်လောက်တောင်မှပျက်စီးမလို့ဆိုရည်လွှမ်းမှုတို့လိုမျိုး ပျက်စီးမယ်လို့ပြောတယ်ရေလို့ပြောရင်တပားမျိုးသားတွေလည်းဆုလို့လေအဲ့တော့ယောမစစ်တပ်ဆိုတာကတပားမျိုးသားတွေ ਨੇ ဖျက်စီးထားတဲ့စစ်တပ်ကြီးရေလွှမ်းမိုးတယ်လို့လားလွှမ်းမိုးပြမမြို့တော်တစ်ခုလုံးကိုမီးရှို့ဖျက်စီးတယ်ဗိမာန်တော်ကိုလည်းမီးရှို့ဖျက်စီးတယ်ပြီးတော့မှဘာဆက်ဖြစ်မလဲဆိုတော့အဆုံးတိုင်အောင်စစ်တိုက်ခြင်းပျက်စီးရနဲ့ဆိုင်တော်စင်ဆုံးပျက်ခြင်းအဲ့တော့ကျွန်တော်ဘာနားလဲရမလဲဆိုတော့ခုနသတင်းနဲ့63ပြီးမှခရစ်တော်တည်တတ်ခြင်းခံရတယ် ပြီးမှမြို့တော်ဖြည့်ဆည်းခံရမယ်လို့ကျမ်းစာပြောထားတယ်။အဲ့တဲ့အတိုင်းအေဒီ90မှာပြည့်စုံတယ်ဒီအကြောင်းအရာ။အေဒီ90မှာဘူချုပ်တီတုကဥဆောင်ပြီးမှယေရုရှလင်မြို့ကို The Day of Siege လို့ခေါ်တယ်။အဲ့ဒါမှာဘူဂျီ300နဲ့ဝိုင်းပြီးမှမြို့တော်ကိုဖြည့်ဆည်းတယ်။ဂျူးလူမျိုးတသန်းသေးတယ်အဲ့ဒီတရက်ထဲမှာယေရုရှလင်မြို့တစ်ခုလုံးလည်းရဆရာမရှိအောင်သူတို့ဖြည့်ဆည်းပလိုက်တယ်။အဲ့ပြီးမှပါရှိမှလဲဆိုအဆုံးတိုင်အောင်စစ်တိုက်ခြင်းနဲ့ပြည့်စည်ခြင်းရှိမယ်လို့ပြောတယ်။ဒီဟာကခရစ်တော်ပေါ်ထွန်းတဲ့အချိန်ကနေစပါပါ ဘာစပြီလဲဆိုတော့နောက်ဆုံးသောကာလဆိုတာစပြီလေနော်ဒီကာလရဲ့နောက်ဆုံးသောကာလဖြစ်တယ်63လုံးမိမခရစ်တော်တည်တတ်ခြင်းခံရလို့ပြောတယ်ပြောတဲ့အတိုင်းခရစ်တော်တည်တတ်ခြင်းခံရတယ်ပြီးတော့အဲ့လာပြီးမှခရစ်တော်တည်တတ်ခြင်းခံရပြီးမှမြို့တော်နဲ့တန်ရှင်ဌာနကိုဖြုတ်ဖြတ်ကြမယ်လို့ prophet အဖင်ပြောထားအဲ့ဒီအတိုင်းပြည့်စုံတယ်အေဒီ90မှာပြီးတော့မှအဆုံးထိဘာဆက်ဖြစ်မလဲဆိုတော့စစ်တိုက်ခြင်းနဲ့ပျက်စီးခြင်းကအဆုံးထိဖြစ်မယ်လို့ဖော်ပြထားတယ်နောက်ဆုံးသောကာလကိုတချို့က စစ်ပွဲဖြစ်တာနဲ့နောက်ဆုံးတော့ကာလာရောက်တော့မယ်။ကျန်းစာပြည့်စုံပြီ။ပျက်စီးခြင်းနဲ့ဆိုင်တဲ့အရာတွေးလိုက်ကြားလိုက်တာနဲ့ဟာနောက်ဆုံးတော့ကာလာရောက်တော့မယ်။နောက်ဆုံးတော့ကာလာရောက်နေပြီအဲ့လိုပြောကြတယ်။တကယ်တော့နောက်ဆုံးတော့ကာလာဒီဘယ်ကလေးဆာဆာလဲ။သခင်ယေရှုလူစားတိခံယူတဲ့အချိန်ကနေနောက်ဆုံးတော့ကာလာတောက်လျှောက်ပဲ။ဘယ်အထိလဲ။အဆုံးထိနောက်ဆုံးတော့ကာလာဖြစ်တယ်။နောက်ဆုံးတော့ကာလာအစကသခင်ယေရှုလူစားတိခံယူတဲ့အချိန်အဆုံးထိ ။ဘာရှိမှလဲစစ်ပွဲရှိမယ်ပျက်စီးခြင်းရှိမယ်။အဲ့တော့အခုခေတ်မှာမစစ်ပွဲများလာတာမဟုတ်ဘူးညီကောင်တို့မတို့။အခုမှတည်င်းနေကလွယ်ကူတော့ကျွန်တော်တို့လွယ်လွယ်ကူကူကြားရတာပဲရှိတယ်။ခေတ်အဆက်ဆက်ရာစုနှစ်တိုင်းရာစုနှစ်တိုင်း စစ်ပွဲတွေနဲ့ပျက်စီးခြင်းတွေနဲ့ငလှင်တွေနဲ့ကပ်ဘေးတွေနဲ့ရီဘေးတွေနဲ့မုံတိုင်းတွေနဲ့မီဘေးတွေနဲ့ယောဂါတွေနဲ့ကာလနာဘေးတွေပျက်စီးခြင်းမျိုးစုံကခေအဆက်ဆက်ရှိတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ခရိယန်တချို့ကစကလုံးတစ်ခုကြားလိုက်တာနဲ့ထိတ်လန့်စရာလိုလိုနဲ့ပြောလိုက်တဲ့အခါမှာဟိုထိတ်လန့်ကြတယ်စိုးရင်ကြတယ်နော်မသိတဲ့အခါမှာဘာဖြစ်လဲမစိုးရင်တင်မဲနဲ့စိုးရင်ရတယ် အရာလေးတွေလည်းရှိတတ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ကဲဟုတ်ပြီ။အဲ့တော့ခုနကဟာကိုကျွန်တော်ပြန်သွားရအောင်။နောက်ဆုံးတော့ကာလဆိုတာခရစ်တော်ကြွလာတဲ့အချိန်ကနေတပံကြွလာတဲ့အထိကာလရှိတဲ့ခုကိုပြောတာဖြစ်တယ်။နောင်ကာလဆိုတာနောက်ပိုင်းအဆုံးဆိုတော့ခရစ်တော်လာပြီးမှဒီနောက်ဆုံးသောကာလကိုအဆုံးတတ်မှာဖြစ်တယ်။အဲ့တော့အဲဒီ80နှစ်စပြီးအဆုံးထိပါရှိမယ်လို့ဖော်ပြထားတယ်ဆိုတော့စစ်ပွဲနဲ့ပြည့်စည်ခြင်းရှိမယ်လို့ဖော်ပြထားတာဖြစ်တယ်။ကဲဒီ jump byte ကိုပြန်ပြီးတော့မှဖတ်ပေးပါနော်။ ထိုသတင်း60နဲ့သတင်းလွန်ပြီးမှဖစ်တော်သည်အခွင့်မရဘဲအသေးသက်ချင်းကိုခံရလိမ့်မည်။ထိုနောက်မှလာသောသခင်ဤသူတို့သည်မြို့တော်ကို၎င်းတန်ရှင်းရာဌာနကို၎င်းဖြိုဖျက်ကြလိမ့်မည်။ဒီလွှမ်းမှုသောအဖြစ်ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။အဆုံးတိုင်အောင်စစ်တိုက်ခြင်းပျက်စီးရာနှင့်ဆိုင်သောစီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ဒီမှာ war ဘယ်လိုမှ desolation world ဆိုတဲ့စစ်ပွဲနဲ့ desolation ဆိုတဲ့ပျက်စီးခြင်းအနိဋ္ဌာယုံတွေကိုတဲ့စီရင်ဆုံးဖြတ်ပြီးသားတဲ့ဒီထမိုင်းเนาะတတ်မှတ်ထားပြီးသားအဲဒီတန်ရှင်းဌာနဖြူဖြတ်ခံရတဲ့အချိန်ကနေစပြီးကတ်ကာလအဆုံးရောက်တဲ့အထိကျန်းစာပါရှိမလို့ပြောလို့ဆိုစစ်ပွဲရှိမယ်ပျက်စီးခြင်းနဲ့ဆိုင်တဲ့အနိဋ္ဌာယုံတွေရောက်ရှောက်ရှိမယ်လို့ပြောထားပြီးသားကျန်းစာကအခုမှပြည့်စုံတာမဟုတ်ဘူးခေအဆက်ဆက်ပြည့်စုံလာခဲ့တာဖြစ်တယ်အာမင် သခင်ယေရှုလူစားတိခံယူရာဒီလည်းပဲတမန်ကျမ်းစာပြည့်စုံခြင်းဖြစ်တယ်။သခင်ယေရှုနမိတ်လက္ခဏာပြူရာ၏နောက်ဆုံးသခင်ယေရှုအသေးခံတကြူထမြောက်ခြင်းသည်တမန်ကျမ်းစာပြည့်စုံခြင်းဖြစ်တယ်။အသင်းတော်တည်ဟူသောကျွန်တော်တို့ယုံကြည်သူတွေဖြစ်လာခြင်းဒီလည်းပဲတမန်ကျမ်းစာပြည့်စုံခြင်းပဲ။တမန်ကျမ်းစာသည်ခေအဆက်အဆက်ပြည့်စုံတာဖြစ်တယ်။ခေအဆက်ဆက်တမန်ကျမ်းစာအတိုင်းသွားတာဖြစ်တယ်။အခုမှတမန်ကျမ်းစာကမန်းကလန်ထပြည့်စုံတာမဟုတ်ဘူး။ကျမ်းစာအတိုင်းအဆုံးထိ သွားမှာဖြစ်တယ်။ကျမ်းစာအတိုင်းထာဝရအထိဆက်သွားမှာဖြစ်တယ်။အာမင်။အဲ့တော့တမန်ကျမ်းစာကဘာပြောထားလဲဆိုတော့အဆုံးရောက်တဲ့အထိစစ်ပွဲတွေရှိမယ်။ပျက်စီးခြင်းနဲ့ဆိုင်တဲ့အနိဋ္ဌာယုံတွေရှိမယ်လို့ပြောထားပြီးသား။ဒါဆိုရင်စစ်ပွဲတွေကြားတဲ့အခါမှာဟာအဆုံးရောက်တော့မယ်အဲ့လိုမစဉ်းစားပါနဲ့။ကျွန်တော်တို့ကနောက်ဆုံးသောကာလထဲမှာအသက်ရှင်နေစစ်ပွဲတွေ့လိုက်တာနဲ့နောက်ဆုံးသောကာလရောက်တော့မဟုတ်ဘူးနောက်ဆုံးသောကာလရောက်တာအနှစ်တစ်ထောင်900ကျော်လာပြီအဆုံးပဲတော့ရောက်မယ်ဆိုတာပဲဗာဖြစ်လေ ကျွန်တော်မသိသေးတာအဆုံးဘယ်တော့လောက်ဖြစ်မလဲအဲ့ဒီအရာတွေကစတမန်ကျမ်းစာကအကုန်လုံးဖော်ပြထားပြီးသားတခင်ယေရှုဘယ်နှစ်ဘယ်နှစ်နာရီမှလာမယ်ဆိုတာပဲတွက်လို့မရလားတခင်ယေရှုလာခါနီးမှာဘယ်လိုမျိုး ဖြစ်မလဲဆိုတာတွေအားလုံးကဖော်ပြထားပြီးသားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တမန်ကျမ်းစာကိုစနစ်တကျမှန်ကန်စွာ လေလာဖတ်ရှုပြီးတမာကျမ်းစာမှာရှင်းလင်းစွာဖော်ပြတဲ့အရာကိုကျွန်တော်ယုံကြည်ခံယူဆောင်ရှောက်ဖို့လိုအပ်တာဖြစ်ပါတယ်။ကြည့်ဒီကျမ်းစာကိုထပ်ပြမဖတ်ပေးပါနော်။ဒီနိုဒီစစ်တိုက်ခြင်းအကြောင်းကို၎င်းစစ်တိုက်အံ့သောသတင်းစကားကို၎င်းကြားရကြလိမ့်မည်။သို့တော်လည်းဆိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းကတတိပြုကြလော့ထိုမှုရာများသည့်ဖြစ်ရမည်။သို့တော်လည်းအဆုံးသည်မဖြစ်သေး။သခင်ရှုပြောတဲ့စကားနော်။မိုးဆက်ဗန်ပြောတဲ့စကားမဟုတ်နော်။သခင်ရှုပြောတဲ့စကား သင်တို့ကစစ်တိုက်ခြင်းကိုကြားရမယ်စစ်တိုက်မဲ့အကြောင်းကိုလည်းကြားရမယ်ဒါပေမဲ့စိုးရင်တုံ့လှုပ်ခြင်း မရှိဘူးတတိပြုပါ မစိုးရင်နဲ့တော့လို့ပြောထားတယ်နော်တခင်ယေရှုပြောတဲ့စကားနဲ့ခရစ်ယာန်တွေပြောတဲ့စကားတစ်ခါတစ်ခါကျန်ကွဲတက်တယ်ဗျာအံ့ဩတယ်နော်တခင်ယေရှုကပြောလဲစစ်ပွဲတွေတွေ့ရရင်စစ်တိုက်မဲ့အကြောင်းတွေကြားရင်စိုးရင်ပါလို့ပြောလား No မစိုးရင်ခိုင်းဘူးမစိုးရင်နဲ့လို့ပြောထားတယ်စိုးရင်တုံ့လှုပ်ခြင်းမရှိနဲ့ ကိုခရီးရနေပါဖြစ်လေဟိုမှာစစ်ပွဲဆိုဟာစစ်ပွဲနော်ဟိုဂျူးနေနဲ့အရှရီနဲ့ဟွာနဲ့လည်းတိုက်နေပြီဟိုးဆိုရင်ဇာနေနော်တခင်ရှုပ်ပြောတာနဲ့နော်ဘာဖြစ်လဲထိုးရင်တဲ့ချင်းလားဟလားနည်းနည်းလေးတော့လွယ်နေတယ်ဆိုတာလေအဲ့တချင်းထဲမှာတော့လွယ်လွယ်လေးလဲကောင်းပါလေတဲ့နော်ဟေးတမန်တရားမှာလွယ်လွယ်လေးမကောင်းဘူးနော်လွယ်လွယ်လေးလုံးဝမကောင်း ကျွန်တော်တမန်တရားကိုမှန်ကန်စွာပိုင်းခြားတဲ့ယုံကြည်သူဖြစ်ဖို့ဘုရားလိုတော်ရှိတာဖြစ်တယ်လွယ်လွယ်လေးနဲ့တွားလို့မရအောင်အာမင် အဲ့တော့တခင်ယေရှုကစစ်တိုက်ခြင်းစစ်တိုက်မဲ့တရင်နေကြားရမယ်မစိုးရင်လည်းအဆုံးသည်အလင်းမြန်မဖြစ်သေးတဲ့ဟုတ်လား तू ပြောထားပြီးသားလေအဆုံးရောက်တဲ့အထိစစ်ပွဲတွေဖြစ်မယ်ပျက်စီးခြင်းတွေဖြစ်မယ်လို့ဖော်ပြထားပြီးသားဒါကြောင့်ဒီကူမောင်တို့လောကရဲ့အတန်လောကရဲ့တည်င်းနေအပြင်တင့်ရဲ့စိတ်နှလုံးကိုစိုးရင်တုန်လှုပ်ခြင်းမရှိပါစေနဲ့သခင်ယေရှုရဲ့စကားပေါ်မှာပဲယက်တည်ပါအာမင် သခင်ယေရှုကဘာပြောတယ်လဲအဲ့ဒါပဲကျွန်တော်ကအာယုံဆိုင်အောင်သခင်ယေရှုကကျွန်တော်ကိုဘာလို့စေလို့တယ်လဲအဲ့ဒါပဲကျွန်တော်လုပ်ရအောင်ဘာပဲဖြစ်ဖြစ်ဘာတွေပဲဖြစ်နေဖြစ်နေကျွန်တော်ဟာသခင်ယေရှုပြောတဲ့စကားကိုသိပြီးတော့သူတယောက်အနေနဲ့ကျွန်တော်ဘယ်လိုအသက်ရှင်ရမလဲဆိုတာကို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 သိရမှာဖြစ်တယ်ကစစ်ပွဲတွေနဲ့ပတ်သက်လို့တစ်ချက်လောက်ကြည့်အောင်ပထမကဘာစက1914ရာနေစာပထမ1918မှာနည်းနည်းလေးရက်တယ်လို့ဖြစ်တယ်နည်းနည်းလေးခဏလေးနားတယ် အဲ့ဒါမှာဂျားထဲမှာ interwar period လို့ခေါ်တယ်အဲ့ဒီဂျားထဲမှာစစ်ပွဲလေးပြန်ဖြစ်တယ်နော်အဲ့တော့ဒီစစ်ပွဲတွေကိုအဆုံးသတ်ဖို့ရန်အတွက်ဆိုပါမှဒီနိုင်ငံပေါင်းချုပ်အတင်းကြီးကိုသူတို့ကတီထောင်ခဲ့ကြတယ်နော်နိုင်ငံပေါင်းချုပ်အတင်းဒါပေမဲ့အဲ့ဒီနိုင်ငံပေါင်းချုပ်အတင်းကြီးကဘာမှကိုအရာမရောက်ဘူးအရာမရောက်တဲ့အခါကျတော့ နော် World War 2ပြန်ဖြစ်လာတယ် World War 2ပြန်ပေါ်လာနိုင်ငံပေါင်းချုပ်တင်းကြပ်မထိန်ချုံနိုင်ဘူးအဲ့တော့ World War 2လို့ခေါ်တဲ့ဒုတိယကမ္ဘာစစ်ပြီးမှာတော့ကုလသမဂ္ဂကိုပြန်လို့မှဖွဲ့စည်းကြတယ်အမေရိကန်ဥဆောင်ပြီးတော့မှနိုင်ငံပေါင်းချုပ်အသင်းကြီးတုန်းကတော့အင်္ဂလန်မှာဒီကုလသမဂ္ဂတည်ဆောင်တဲ့အခါကျတော့အမေရိကန်မှာဖြစ်တယ်ဒါပေမဲ့အခုကုလသမဂ္ဂလည်းဘာဖြစ်လဲမဟာနော်ဘယ်သူမှကုလသမဂ္ဂစကားနားမထောင်တော့နော်စစ်မတိုင်နဲ့ဆိုရင်တိုက်တာပဲကုလသမဂ္ဂကနေစေလွတ်တဲ့ဒီစစ်သားတွေပါသူတို့ကပစ်ပလိုက်တယ် ဘာမှဂယုမဆိုင်ဘူးเนาะတချို့နိုင်ငံတွေကအဲ့တော့ကိုယ်သမက်ကလည်း तू ကဘာပဲလုံနိုင်လဲဆိုတော့လွန်စွာစိတ်မကောင်းဖြစ်ရလားတဲ့နော်အပြင်းအထန်ရှုံချပါလေဆိုတာတော့ပဲတော့တတ်နိုင်တော့ဟဲ့လားဆိုတော့ရှုံချလားနဲ့အလွန်ပဲစိတ်မကောင်းဖြစ်ရလားနဲ့အဲ့ဒါတော့ပဲတော့တတ်နိုင်တော့ဘာမှမတတ်နိုင်တော့အဲ့တော့ကွယ်ကျတော့ကဘာကြီးမှာပရမကဘာစစ်ဖြစ်ခဲ့တယ်ဂျာကာလာစစ်ပွဲဖြစ်ခဲ့တယ်ဒုတိယကဘာစစ်ဖြစ်ခဲ့တယ်တတိယကဘာစစ်လည်းဖြစ်နိုင်တာပဲ ဲ့တော့တားလျကဘာစစ်လည်းဖြစ်နိုင်လားခရစ်တော်မလာမကျစစ်ဖြစ်နေမှာပဲတားလျကဘာစစ်ဖြစ်ပြီးလို့နော်လူတွေတည်တဲ့တော့တောက်တော့လဲတည်ရမှာပဲခရစ်တော်မလာသိရင်စရုပ်ထကဘာစစ်လည်းထပ်ဖြစ်ဖြစ်နေမှာပဲသခင်ခရစ်တော်ဒုတိယအကြိမ်ကြွလာမှအဲ့ဒါလေးအားလုံးအဆုံးသတ်မှာဖြစ်တယ်အာမင်ဟဲ့တကယ်ယေရှုမလာမချင်းကတော့တာတရားကဘာစစ်စတုတ်ထားကဘာစစ်ပြင်စမကဘာစစ်တဲ့အကုန်လုံးတောက်လျှောက်ဖြစ်နေမှာပဲ ခရစ်တော်ရတဲ့ယုံကြည်သူတွေတောင်မှတိတ်မတဲ့တာခရစ်တော်မရတဲ့လောကသားတွေကတတ်နေကြမှာပဲဖြစ်နေကြမှာပဲခရစ်တော်မလာမခြင်းဖြစ်နေမှာစစ်ပွဲဖြစ်တိုင်းစိုးရင်တုံ့လို့ခြင်းမရှိနဲ့ပျက်စီးတဲ့အရာတွေကြားတိုင်းမြင်တိုင်းစိုးရင်တုံ့လို့ခြင်းမရှိနဲ့အဲ့ဒီအရာတွေဖြစ်တဲ့အခါမှာသခင်စကားနားထောင်မှာအဆုံးထိတာတွေဖြစ်သွားမယ်သခင်စကားပြည့်စုံနေမှာပဲအေးကျွန်တော်ကျမတို့ဒီအချိန်မှာဘယ်လိုရက်တည်မလဲ ဒီချိန်မှာဘာလုပ်ရမလဲကိုယ့်ရဲ့တာဝန်ကိုလုံနိုင်တဲ့ဘုရားသခင်ကိုကိုအပေးတဲ့အရာတွေကျွန်တော်ပါဝင်ပြီးတော့မှလှုပ်ဆောင်မှာဖြစ်တယ်။သခင်မလာသေးဘူးအဲ့တော့ကျွန်တော်ဘာရအခွင့်အရေးရှိတယ်လှုပ်ဆောင်ဖို့အခွင့်အရေးရှိတယ်သခင်မလာသေးဘူးဆိုတာကိုသိရမယ်အဆုံးမရောက်သေးတဲ့အတွက်ကြောင့်ကျွန်တော်မျှော်လင့်ချက်ရှိတယ်အိမ်ဝင်ကလေးလှုပ်လို့ရသေးတယ် chest planting တွေလှုပ်လို့ရသေးတယ်အမှုတော်လည်းပါဝင်လို့ရသေးတယ်အိမ်ဝင်ကလေးဆရာလေးဆီလှုပ်လို့ရသေးတယ်ကျွန်တော်ပါဝင်လို့ရသေးတယ်လူတွေအပြစ်ကနေလွတ်အောင်ကျွန်တော်လှုပ်ဆောင်လို့ရသေးတယ် နော်ဒီကာလတွေကိုတိပြမပြင်းပြမအိတ်နေဖို့ပြောတာမဟုတ်ဘူးဒီအချိန်ကာလတွေကိုကျွန်တော်တို့တိချင်းအပြင်ကျွန်တော်လှုပ်လို့ရသေးတယ်ဖရာသခင်ရဲ့နိုင်ငံတော်ထဲမှာကျွန်တော်ပါဝင်ဖို့လှုပ်ဆောင်ဖို့အခွင့်အရေးရှိသေးတယ်ဆိုတာကိုကျွန်တော်တိဖို့ရန်အတွက်ဖြစ်တယ်အာမင်အဲ့တော့အဲ့ဒါအစ်မတမအရေးကြီးတာဖြစ်တယ်သခင်ခရစ်တော်ကတည်တည်ချာချာပြောထားပြီးသားအဆုံးထိစစ်ပွဲတွေဖြစ်မယ်လို့ဖော်ပြထားတယ်ဆုံးတိုင်အောင်စစ်ပွဲတွေဖြစ်မယ်လို့ဖော်ပြထားတယ်အဲ့တော့အဲ့မှာဗာတွေ့ရလဲဆိုတော့ ပျက်စီးခြင်းအဆုံးတွေတော့ရှောက်ဖြစ်မယ်အဲ့ဒီမတိုင်ခင်မှာနော်အဲ့ဒီမတိုင်ခင်မှာဘာလာအောင်မှာအဆုံးမရောက်ခင်မှာခရနစ်ကာလဆိုတာရှိအောင်မယ်နော်ဒီခရနစ်ကာလနဲ့ပတ်သက်တဲ့အရာတမန်ကျမ်းစာကဘလို့ပြောထားတယ်လေအဲ့ဒါလေးကိုကျွန်တော်မနေ့ပြန်ညမှာကျွန်တော်လေ့လာသွားမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့နောက်ဆုံးသောကာလနဲ့ပတ်သက်ပြီးမှဒီကနေ့ညအရောက်တိုင်းရှင်းလင်းနိုင်မယ်လို့ယုံကြည်မျှော်လင့်တယ်နောင်ကာလဆိုတာရှိတယ်အဆုံးဆိုတာရှိမယ်ဒီနောက်ဆုံးသောကာလတောက်လျှောက်ဒီ စစ်ပွဲတွေတော့ရှောက်ရှိနေမယ်ပျက်စီးခြင်းတွေတော့ရှောက်ရှိနေမယ်အဆုံးရောက်မှတာလင်းဒါတွေအားလုံးခြုံငင်းသွားမှာဖြစ်တယ်မနေ့ပြန်ရကြံကျလို့ဆက်ပြမလေးလာသွားမှာဖြစ်တယ်ရောက်တိုင်းပေါ်ပြရှင်ကောင်းချီးပေးပါစေ